ဓမ္မမိတ်ဆွေတို့ဒီကနေ့ယဟန်မင်းကြီးရဲ့သတင်းစကားကဏ္ဍမှာတော့ပါစင်ဗုဒ္ဓဦးနေတိုင်းလူလူတွေးဆောင်ခြင်းမှာယဟန်မင်းကြီးကစိတ်ပြတ်အားငယ်ခြင်းစိတ်တက်ကြခြင်းတို့ကြောင့်အသက်ရှင်လျက်နှင့်တည်နေသူမျိုး မဖြစ်ဖို့ကောင်းစဉ်နှင့်ဘာသာဝင်များကိုဘာသာတရား သင်ကြားခြင်းမှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်ပါစင်ဗုဒ္ဓဦးနေတိုင်းလူလူတွေးဆောင်ခြင်းအန်ဂျီလူမြတ်တာရွတ်ဆိုခြင်းနဲ့ဘာသာတရားသင်ကြားခြင်းမှာယဟန်မင်းကြီးလီယိုက ်စိတ်တက်ကြခြင်းကြောင့်လေဖြတ်သူတယောက်ကဲ့သို့ဘဝကိုအရှုံးမပေးကြဘူးတမကျန်းစာကိုခြေခံပြီးတုံတင်ခဲ့ပါတယ်ယနေ့လူမှုတွေးဆောင်ခြင်းမှာ အချက်နှစ်ချက်ကိုခြေခံပြီးရဟမင်းကြီးကတုံတင်ရမှာဂျူဘလီနှစ်ခေါင်းစဉ်ဖြစ်သည့်သခင်ခရစ်တော်သည်ကျွန်ုပ်တို့၏မျှော်လင့်ခြင်းနှင့်ခရစ်တော်သည် ကျွန်ုပ်တို့အားကုသပေးသူဒီအချက်နှစ်ချက်ကိုခြေခံပြီးတုံတင်ခဲ့ပါသည် ရမင်းကြီးကတင်တို့ရဲ့ဘဝမှာလမ်းဆုံးကြီးဂျောင်ပိတ်မိတဲ့ဒုက္ခအတွေ့အကြုံကိုပြန်လည်ထောက်ရှုပါဘဝမှာဘာမှမလုံနိုင်ဘူးလုံနိုင်စွာမရှိတော့ဘူးလို့ခံစားရရင်ဒီကနေ့ကျမ်းစာတွေကဖော်ပြထားတဲ့ဘက်ဆေဒာယေဂံဘေကခြေလက်တီဝေဒနာခံစားနေရသူရဲ့ဘဝကို ထောက်ရှုကြည့်ပါရမင်းကြီးကဆက်လက်ပြီးသခင်ခရစ်တော်ကဂျေရုဇလင်မြို့ကိုကြွလာတဲ့အခါတိုင်းဗိမာန်တော်မှာတထောက်မနာပဲ ဂိဝနာမှာနားတယ်ဒီနားမှာရေကန်တစ်ခုရှိတယ်ဒီရေကန်တဲကရေတွေလှုပ်တဲ့အခါရေတဲကို ပထမဦးစွာဆင်းသောသူသည်ယောဂဝေဒနာပျောက်ကင်းစေသောတကောပါဝါရှိတယ်လို့ယုံကြည်ကြတယ်ဒါကြောင့်လဲယောဂရှိတဲ့လူတွေကရေလှုပ်ခါတဲ့အချိန်ကိုတိုးဝေးဆောင်ဆိုင်နေကြတယ်သူထက်ငါအရင်ရေတဲကိုဆင်းဖို့ကြိုးစားခဲ့ကြတယ်ရမင်းကြီးကဆက်လက်ပြီးဒီရေကန်ရဲ့အတိတ်ပဲ ဘယ်စ်ဒါရဲ့အတိတ်ပဲကတနာကျင်နာချင်းအိမ်လို့အတိတ်ပဲရတယ်ဒီဧကန်ကသာသနာတော်ကြီးကို ပုံဆောင်နေတယ်သာသနာတော်အတွင်းမှာနာဖျားသူတွေဆင်းရဲသားတွေလာရောက်စုယုံ နေရာယူကြတယ်သူတို့စုယုံရာသာသနာတော်ကြီးကသူတို့အတွက်ဖျားရှင်ကြွလာပြီးကုသခြင်းနဲ့မျှော်လင့်ခြင်း ပေးရာနေရာဖြစ်တယ်ယမ်းမင်းကြီးကဆက်လက်ရှင်းပြရမှာ ီရေကံဘေးမှာ38နှစ်ကြာလေပြတ်နေသူတယောက်ကိုသခင်ခရစ်တော်တွေ့ခဲ့တယ်။ဒီလူရဲ့အခြေအနေဟာ သူ့ရဲ့ကံကြမ္မာကိုယ်တောင် မျှော်လင့်ချက်မဲ့နေသူဖြစ်တယ်။ဆက်လက်ပြီးယမ်းမင်းကြီးကဒုရတွေရဲ့ဘဝမှာလည်းဖြစ်မလာတဲ့အရာတွေကြောင့်စိတ်ဓာတ်ကျခြင်းမျှော်လင့်ချက်မဲ့ခြင်းစသည့်ဝိညာဉ်ရေးရာခန်းချောက်မှုတွေကိုခံစားရတတ်တယ်။ဒီကနေ့ကျွန်ုပ်တင်တို့ကိုမေးလို့တယ်။တင်တို့ရောတကယ်ကုသခြင်းခံကျင်သလား။ တမချန်းစာတွေကလေဖြတ်တဲ့လူလို လုံနိုင်စွမ်းဘာမှမရှိတော့ဘူးဆိုတဲ့စိတ်ဓာတ်ကြခြင်းကြောင့်ပြန်လဲကျမ်းမာလာခြင်းနဲ့ဆန္ဒတောင်ခန်းချောက်နေပြီလားဒါမှမဟုတ်တပါးသူတွေငါ့ကို ပြုစုပေးมาပဲဆိုတဲ့စိတ်နဲ့ကိုယ့်ရဲ့ဖြားနာခြင်းမှာအစဉ်ပြေးနေပါတယ်ဆိုတဲ့ခံစားချက်မျိုးရှိနေပြီလားပုံမကောင်းမွန်တဲ့ဘဝတစ်ခုကိုရရှိဖို့စူးစမ်းအားထုတ်ခြင်းနဲ့စိတ်တွေကုန်ခန်းနေပြီလား ဒီဖြားနာခြင်းမှာตายခြင်းကတင့်အတွက်အကြောင်းပြချက်တစ်ခု ဖြစ်နေလားတမကျမ်းစာတွေကလေဖြတ်တဲ့သူ သခင်ခရစ်တော်ကိုပြန်ပြောလိုက်တဲ့စကားကငါ့ကိုရေကန်တဲ့ကို ပို့ပေးမဲ့လူမရှိဘူးပျောက်ကင်းခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့စိတ်ကုသခံခြင်းနဲ့စိတ်ကိုကြိုးစားဖော်ဆောင်ရမယ်စားအကူအညီမပေးတဲ့သူတွေကိုသာ သူကအပြစ်တင်နေခဲ့တယ်ဒီလူကိုတကယ်ပဲဘယ်သူမှမကူညီခဲ့ကြတာလားဒါမှမဟုတ် သူကိုယ်၌ကဒီယောဂာတဲ့ဘဝထဲမှာတက်တောင့်တက်တာနဲ့ตายာနေတာလားဒီလူရဲ့ဘဝထဲမှာကုညီပေးမဲ့လက်တစုံဒါပဲလိုအပ်တာလားမဟုတ်ဘူးဒီလူရဲ့စိတ်ဓာတ်အခြေအနေကိုအတွေးအမြင်ကို ပြောင်းလဲပေးဖို့ဖျားလိုအပ်နေတာငါရဲ့မကောင်းတဲ့ကံကြမ္မာကြောင့်ငါရဲ့အပြစ်ကြောင့်ငါဒီလိုဖြစ်နေတာဆိုတော့သူ့ရဲ့အမြင်ကို သခင်ခရစ်တော်ပြောင်းလဲပေးခဲ့တယ် ကံကြမ္မာကိုပုံချအပြစ်တင်တာမလို့ဖဲကိုယ်တိုင်တာဝန်ယူပြီးစူးစမ်းရမယ်။လေဖြတ်ဖြားနာသူ သူခင်းအိတ်ခဲတဲ့သူ့ရဲ့ဖြာကသူ့ရဲ့အတိတ်သမိုင်းနဲ့သူ့ရဲ့ဖြားနာခြင်းဘဝပဲ။သခင်ခရစ်တော်ကူးသပေးပြီးတဲ့နောက်မှာဒီပုဂ္ဂိုလ်ဟာကိုယ်ခြေတော်ပေါ်ကိုပြန်လဲယက်တည်နိုင်တယ်၊ကိုယ်လမ်းကိုရှောင်နိုင်တယ်၊ကိုယ်သမိုင်းကိုရေးနိုင်တဲ့သူတယောက်ဖြစ်လာခဲ့တယ်။ဤကုန်းချုပ်အနေနဲ့ယဟန်မင်းကြီးက ျွန်တော်တို့ရဲ့ဘဝမှာလည်းအပြစ်နွန်ထဲမှာနေနေတဲ့သင်ရဲ့စိတ်ဓာတ်ကိုပြုပြင်ပြီးပြောင်းလဲပြီးသခင်ခရစ်တော်ရဲ့အကူအညီနဲ့ကိုယ်ချီတော်ပေါ်ကိုယ်လျှောက်လန်းနိုင်ပြီးသမိုင်းသစ်ရေးနိုင်သူဖြစ်ကြပါစေဆိုသောစကားဖြင့်ယဟမင်းကြီးကဤကုန်းချုပ်ခဲ့ပါသည်